ိုင်းငင်းရွာမှကျူဆူပါ၏ပင်လေမျက်နှာပြင်အထက်6250ပေနှံ့သည်ကားပေါ်ကလှမ်းမြင်လိုက်ရသည့်ဆိုင်းဘုတ်ကိုလှမ်းဖက်လိုက်ရင် စိတ်တွေကစင်ကလေးတွေ့မျောသွားခဲ့သည်ဒါဟာလမ်းဆောင်တစ်ခုနှံ့ချင်းပြင်းနေကိုခွဲခွာခြံထားခဲ့စဉ်ကဒီလမ်းဆောင်ကိုဖြတ်ကျော်ခိုင်မှခံစားရသည့်ခံစားမှုကို ခုထိမှတ်မိနေသေးသည်ဒီလမ်းဆောင်ကနေရှေ့ဆက်သွားလျင် ကလေးမျိုး ညာဘက်ကိုချိုးကွေလိုက်လျင်တော့နွမ်းချစ်တော်သူများရှိရာတီးတိန်နာကလန်ဆန်ရွာကိုရောက်မြေထိုလန်းဆောင်ကအဖြတ်မှာအော်ဟင်ငိုပြလိုက်ခြင်းလောက်အောင်ဝမ်းနေမိတော့လေနွှံ့မျက်ရည်မကြခဲ့မိပေတောင်နှန်းတွေရဲ့အလွန်မှာနွမ်းစာတိမလူတွေဤဘဝနဲ့ခွဲပြားခြားနာသောဘဝတွေကိုနွမ်းတွေ့မြင်လို့ခဲ့တာမဟုတ်လား ကလေးမှလေရင်ထွက်ခွာခြင်းကြမှာသာတဖြည်းဖြည်းဝေးကွာကြံ့ရသည်ချင်းတောင်တန်းတွေကိုငေးရင်တစ်ချက်ရှာ၍ငိုခဲ့မိသည်။နှွမ်းချီပြင်းရင်ကျက်လာခြင်းရောက်တော့လူဘဝမှာချိုးကျင်သည့်လမ်းကိုချိုးကွေ့ခွင့်မရဘဲချိုးတင်သည့်လမ်းကိုချိုးလိုက်ရသည့်အခိုက်အတန့်တွေအများကြီးရှိတတ်တာကို သဘောပေါက်လာသည်။ချိုးတင်သည့်လမ်းကိုချိုးလိုက်ရတိုင်းနာကျင်ခံစားရသည့်ခံစားမှုတွေကို ခံနိုင်ရရှိဖို့တတိမှုတက်လာသည်။ နာကျင်မှုကိုကောင်းမွန်သည့်ရလက်နှင့်လဲလှယ်ကြရသည့်လူတွေလောကမှာအများကြီးပဲမဟုတ်လား။နှွမ်းသည်လဲအများတွေကတယောက်ဖြစ်ခဲ့ပါသည်။နှွမ်းချိုးလိုက်သည့်အချိုးအခွေတွေအတွက်တော့နှွမ်းဘယ်တော့မှ နောက်တာမရပဲ။ပိုင်းငင်းမှာရအောင်မလားမ။ထန်နိုးကလမ်းမေးလိုက်သဖြင့်နှွမ်းကမရက်တော့ဘူးထန်နိုး။တိုင်းငင်းကြော်ရင်ရှုခင်းတွေကပိုလှပြီမဟုတ်လား။ဓာတ်ပုံစရာဓာတ်ပုံရိုက်ချင်တဲ့နေရာရောက်ရင်သာခဏရက်ပေးလိုက်ပါ။ နွမ်ကထန်နိုးကိုလမ်းပြောပြီးအပြင်ရှုခင်းတွေကိုပြန်ငင်းနေလိုက်သည်။ဖုံသိမ့်မထူတော့ပြီမို့ကားမှန်ကိုချလိုက်တော့ပို၍အေးသောလေနဲ့ထိတွေ့ရသည်။ဟော်ဟိုမှာတောင်စလက်တွေ။နွမ်သည်အဆုတ်လိုက်အဆုတ်လိုက်ပွင့်နေသောရဲရဲနေနေသည့်တောင်စလက်ပန်းတွေကိုလမ်းကြည့်ရင်စိတ်တွေလန်းဆန်းလာသည်။ဒီဘက်တောင်ဆောင်မှာပေါက်နေသည့်တောင်စလက်တွေပြီးတော့ဟိုးအဝေးတောင်ဆောင်မှာပေါက်နေသည့်တောင်စလက်တွေ။ ခဝေးဝေးကတပင်လုံးပိုင်အောင်ထနေသည့်ပင်လုံးကျုပ်ပွင့်သည့်ချယ်ရီတွေတောင်စလပ်ပင်တွေကြားမှရွေလျားဖြတ်တန်းသွားသည့်တိမ်မြင်ဒိန်စားတွေပြီးတော့လမ်းဘေးဝဲရတလျှောက်ကထင်းရှူတော်တွေတောင်တွေကတော့အထက်အထက်အရင်အရင်လိုင်းလိုထားကစိမ့်စိမ့်များများကောင်းငင်ကြီးကတော့ပြလွင်လှပ၍နေလေသည်ဒီလိုမြင်ကွင်းကိုမြင်ကွင်းမရခဲ့တာ၁၀နှစ်တောင်ကျော်ခဲ့ပြီပဲရတယ်လေ ခေါမင်းကတောင်းဆိုသဖြင့်ထန်နိုးကကားကိုထင်းရှုပင်တွင်နာလမ်းပီးမှကက်၍ရက်လိုက်သည် ထန်နိုးမှအပအားလုံးကင်မရာကိုစီကိုင်းကကားပေါ်မှဆင်းလာသည်နှွမ်းကနှွမ်းဆိုနီကင်မရာလေးဖြင့်တောင်းစလက်ပင်တွင်ဘက်ကိုချိန်၍ဓာတ်ပုံရယူလိုက်သည်တထားကတော့ထုံးစံအတိုင်းထန်နိုးကိုဓာတ်ပုံရိုက်ခိုင်းပြန်သည်နှွမ်းက ကင်မရာဖြင့်ဟူဒီချိန်ရွယ်စေ၌ပင်ခေါမင်းကနွမ်းကင်မရာမြင်ကွင်းထဲကိုဝင်လာသည်ဒီလူဘာလို့မလို့ပါလဲနွမ်းကကင်မရာကိုလဲပင်းမှပြန်ဆွဲထားလိုက်ပြီးတောင်ဆောင်စင်ကြီးလျှော့အတိုင်းတောင်ဇလက်ပင်စီသို့ဥတီ၍ဆင်းသွားသောခေါမင်းကိုလှမ်းကြည့်နေလိုက်သည်နွမ်းကြည့်နေစေ၌ပင် ခေါမင်းကတောင်ဇလက်ပွင့်တွေပြုတ်ခဲနေသောတောင်ဇလက်အကိုင်းငယ်တစ်ကိုင်းကိုစက်ကနေချိုးဖဲ့ယူလိုက်လေသည် ခုခေါင်မင်းရှင်အဲ့ဒါဘာလုပ်တာလဲနွမ်ကလှမ်းအောင်ပြီးတော့ခေါင်မင်းကတောင်စလန်အကိုင်းကိုမြှောက်ပြလိုက်ရင် စားကောင်းနေဆိုလို့စားကြည့်မလို့ချိုးတာလေခေါင်မင်းကပျော့ပျော့ဆူဆူပွင့်ဖက်တချို့ကိုဖဲ့ရွေစားရင် တောင်ဆောင်အတိုင်းပြန်တက်လာနေသည်မစိုးဘူးဗျစားကောင်းနေချင်းဖက်ဖက်လေးပန်းမွင့်ကိုမစားဘူးလို့စားကြည့်ချင်တယ်ဆိုရင်လေစားလို့ရုံအပွင့်နည်းနည်းပဲခူးလိုက်ပေါ့အဲ့လောက်အကိုင်းကိုချိုးစရာမှမလိုတာ ်အလကားသက်သက်အပင်ကိုချိုးဖဲ့ဖြက်စီးရရောက်တယ်။တောင်စလားကဘလောက်ဆရာခက်လဲရှင်းသိလား။နှစ်340လောက်ကြာမှပင်စီကပေါင်လုံးလောက်ပဲကြီးတာ။ဒါဆိုလဲစောစောကတင်ကြအေးစောစောကပြောရောပေါ့ဗျာ။ခုတော့ချိုးပြီးသွားပြီတတ်နိုင်တော့။နောက်မချိုးတော့ဘူးစိတ်ချ။မမမမလာလာအဲ့ဒီတောင်စလက်ပင်ကအရန်လာတာအပင်နားမှာမမနဲ့တက်ထားနေဓာတ်ပုံတူရရအောင်ကုခောင်းမဲရှင်းအဲ့မှာပဲနေအောင်တက်မလာနဲ့အောင်ကျမတို့ကိုဓာတ်ပုံရိုက်ပေးအောင် အအမလီအိုးဟာဟေးအဖြစ်ပြက်ကလျှက်ပြက်သလိုမြန်ဆန်သွားသည်ဘာမဆိုရှက်ပြပြလုံးလေးရှိသောတထားကတောင်ဆောင်စင်ကြီးလျှော့အတိုင်းစင်ဖို့နွက်လက်ကိုလှမ်းအစွဲတွင် တောင်ဆောင်မြေသားပေါ့ပေါ့ကိုနေမိသွားကအောက်သူလျှော့အကြမှာနွက်လက်ကိုစောင့်ဆွဲသလိုဖြစ်ရလျက်နွက်လက်မှာဟန်ချိန်ကိုသူ့လက်ချောင်းများဖြင့်ကုတ်တွဲထားလိုက်ရာဟန်ချိန်ကျူကပြတ်ထွက်သွားပြီး ကျိုးနိုင်သေးတော့ပန်ဒိုရာချမ်းလေးတွေအားလုံးတောင်ဆောင်တစ်လျှောက်ပြန့်ကျဲလင်းစင်းသွားတော့သည်။နှံ့သည်ရုတ်တရက်မျက်လုံးတွေပြဝေသွားကပြန့်ကျဲသွားသည့်ချမ်းတွေကိုကြောင်ကြည့်နေမိသည်။ခေါမင်းကအောက်သူလျှောကြသွားသောတထားကိုဖန်ဆွဲထိန်ထားသဖြင့်အောက်သူဆက်လျှောကြမသွားတော့။စင်ကြီးလျှောသည် ပြေဖြစ်ပြီးစင်ကြီးလျှောအဆုံးတွင်ညရိုင်းများကြောက်တုံးများလဲမူးမောက်ရှုပ်ထွေးနေသည်။နှံ့သည် ထူပူပြမွန်လည်းရခေတ္တခဏကြောင့်နေပြီးမှပြုံးဆို စင်ကြီးလျှော့အတိုင်းပြေးစင်းလာသည်ဟမ်ဒါနမိတ်မဟုတ်ဘူးမယုံနဲ့ဒါလေးပြတ်ထွက်သွားတာတပွားလုံးစာအမှတ်တရတွေကိုဆုံးရွှတ်ရဖို့မဟုတ်ဘူးနွမ်းတကူလုံးသည်ထူပူတုံရင်ကအေးမြသောတောင်ပေါ်ဆောင်နေဆန့်ကျင်လျက်ချွေးစည်းတွေပြန်လာသည်ဘမလဲဘမလဲအိုးဒီမှာတခုတွေ့ပြီဒါက family ဒါက tree အကုန်မပြန်တွေ့ပါမလား ဖះသခင်ကုညီပါနှံသည်တွေ့ယူတွေ့တန်းကြောင်ကတန်းဖြင့်ပင်ချမ်းတေကို ပြေးလွှားရှာဖွေသည်ငုံကြည့်ရှာဖွေသည် ထာ၍ရှာဖွေသည်နေပေါ်တွင်ဝတ်တွားလျက်ကြောက်စွန်းတွေအောက်ကို လက်နှာ၍ရှာဖွေသည် ခေါမင်းသည် ကမူးရှုတို့ရောက်ရက်ခတ်ရှာဖွေနေသော မိုင်းဇလက်နီကိုအံ့ဩစွာ ကြည့်နေလိုက်မိပြီးမှဟေးအဲ့ဒီဘက်ကိုမသွားနဲ့လေအောက်ပြုတ်ကြမယ်ဒီလောက်စိတ်မလောပါနဲ့ဗျစိတ်အေးအေးထားပါ ကျွန်တော်ပြန်ရှာပေးပါမယ်။တထားနဲ့ထန်တို့လည်းလာကူရှာပေးကြအောင်။ဒီနားမှာကကြောက်တုံးတွေနဲ့ခြုံတွေတပင်တွေပဲရှိတာ။ဟိုးအောက်ထိပြုတ်ကြမသွားတော့ပါဘူး။အားလုံးပြန်ရှာတွေ့မှာပါ။စိတ်မပူပါနဲ့။ခေါမင်းကမိုင်ဇလန်နီကိုတတိပေးပြီးဟန်းချိန်မှာပြုတ်ထွက်သွားတော့အလုံးလေးတွေကိုရှာဖွေလိုက်သည်။စာဘူးတီစာတော်ကတေချာဆက်စုမိသဖြင့်သူမှတ်မိပါသည်ထန်နိုးနှင့်တထားကလည်းအနီးတစ်ဝိုက်မှာကုံကုံကွက်ကွက်နှင့်ကူရှာနေသည် ဟောဒီမှာတခုတွေ့ပြီ friend နဲ့ခေါင်းမင်းကကြောက်တုံးအောက်ခြေမျက်ခြောက်တွေချားမှတင်နေသည့်အလုံးလေးကိုကောက်ယူပြီးမိုင်းဇလက်နီကိုလှမ်းပြောလိုက်သည်။သူမမျက်လုံးတွေဝင်းပသွားပုံများပြောတာမပြောတတ်။သူလှမ်းပေးသည့်အလုံးလေးကိုဝမ်းသာအားရလာယူပြီးသူမကြခင်အိတ်ထဲသို့ထည့်လိုက်သည်။တထားကမျက်နှာလေးငယ်နေကတောင်းမှန်ပါရဲ့မမရဲ့တထားနမောနမဲလုံးလို့အခုလိုဖြစ်သွားရတာ။ရပါတယ်မတော်တဆဖြစ်တာပဲ။ ဒီမှာစာအုပ်ပုံလေး book လို့ရေးထားတယ်။ကျေးဇူးထံတို့တခုရှာတွေ့တိုင်းသူ့မျက်နှာကတခါဝင်းပါသွားသည်။စင်ကြီးရှောင်းမြေသားထဲမှထိုးထွင်းထွက်နေသောကြောက်ချက်ပြားနှစ်ခုကြားမှညက်နေသည့် I love to travel စလုံးပါ၄000အတုံးကလေးကို ခေါမင်းကထပ်ရှာတွေ့သည်။ဟုတ်ခုရေးထားသည့်အလုံးကလေးကိုတထားကရှာတွေ့သည်။ခေါမင်းကရှာတွေ့သမျှကို သူမထံလှမ်းပေးလိုက်ရင်ဘာကြံသေးလဲဗျဒါအကုန်ပဲလားလို့ တစ်ခုကြံသေးရဲ့ခေါမင်းကမတ်တရက်ခါဆန်ကအခြေအနေကို ကြည်လိုက်သည်ရှာရင်ရှာရင်နဲ့သူမနဲ့သူနှစ်ယောက်သာစင်ကြီးလျှော၏အောက်ပိုင်းသို့ ရောင်မန်းမတိရောက်လာသည်တတ်ထားနှင့်ထန်တို့ကစင်ကြီးလျှော၏အပေါ်ဘက်ကြကြရှိကြောက်တုံးတွေချာကူသာမဲ၍ရှာနေသည် စင်ကြီးလျှောကပြေကျော်သည်မှန်တော်လေအောက်ဖက်စင်ကြီးလျှောအဆုံးမှာတော့မတ်ဆောက်သည့်တောင်နေရန်ကို တွေ့ရသည် သူမကတော့စောကတ်နေသဖြင့် မဆောက်သည့်နေရာနှင့်နီးလာတာကိုတတိထားမိပုံမရာစင်ကြီးလျှောအောက်ခြေပိုင်းမှာတစ်ပင်အကာအကွယ်တိတ်မရှိတော့သဖြင့်လေကလဲထန်နေကခြောက်ကမ်းမအခြေရှိတစ်ပင်တကိုင်းတို့လှုပ်ရှားပွတ်တိုက်တံကိုပင်ကြားနေရသည်ကံကောင်းလို့စင်ကြီးလျှောနားမှာပြုတ်ကြလို့ရှာတွေ့တာခြောက်ကမ်းမရဲ့သာကြသွားရင်အခုမှရှာလို့ရမှာမဟုတ်တော့ဘူးအခုတော်တော်များများလဲပြန်ရှာတွေ့ပြီပဲဒီနားတော့ဝိုင်မှာလဲကြံနေတခုကိုရှာမရဘူးဆိုတော့လက်လျှော့လိုက်ရအောင်ဗျာ အောက်မှာ၆အမှတ်ပဲရှိတော့တာဗျ။သူကသူမကို မတိမတာနားချကြည့်လိုက်သည်။သူမကသူ့စကားကိုကြားမှကြားရလာတော့မသိ။စင်ကြီးလျှော အောက်ပိုင်းတနေရာစီစူးစားရွေးကြည့်နေရင်ကမျက်လုံးတွေတောက်ပါလာကဟိုမှာဟိုမှာတွေ့ပြီ။ဟူဝမ်းမြောက်ဝမ်းသာပြောလိုက်သည်။သူသူမလက်ညှိုးညွှန်ရဘက်သို့အလန်းကြည့်လိုက်သည်။စင်ကြီးလျှောအဆုံးရှိကြောက်တုံးခက်ကြီးကြီးပေါ်မှာတင်နေသောထိုပစ္စည်းကလေးသည် နေရောင်အောက်မှာဝင်းလက်နေသည် ထိုနေရာကိုသွားကျင်လျင်အောက်အနိုင်မိုင်းသို့ထပ်၍ဆင်းရမည်ထိုပစ္စည်းတင်နေသည့်ကြောက်တုံးက စင်ညီလျှော၏အဆုံးဖြစ်သည် ထိုကြောက်တုံးအဆူအဝေး၏အောက်မှာတော့နှက်ဆိုင်သည့်ကြောက်သာရှိတော်သည်အန်ဒီရဲ့များပါရဲ့ဗျာဒီတကူတော့ထားလိုက်ပါနောက်မှအစ်စ်ပြန်ဝင်လိုက်ပေါ့တိတ်မှမဝေးတာကျမဆင်းကောက်လိုက်မယ်သူမကသူ့စကားကိုမကြားသလိုဖြင့်သူစို့ထိုးပင်ခြေတစ်ချောင်းကို အနေမိုင်းသို့အရင်ချကလှမ်းအစင်ဟာဟေ သူမချလိုက်သောခြေတစ်ဖက်ကမြေကြီးခဲတွေပေါ်နေမိက သူမအိတ်ခန္ဓာကိုကစင်ကြီးရှောအောက်ပိုင်းစီရှောကနေအကြမှာသူက သူမလက်ကိုအချိန်မီ ဖန်ဆွဲထားလိုက်နိုင်သည်သို့သောသူ့လက်ဖြန်ကတော့ကြောက်တုံးနှင့်ပုတ်တိုက်ထိရှားလျက်စူးစူးရှာရှာနာကျင်သွားပါသည်ကြောက်တုံးနှင့်ထိပုတ်မနေအောင်လက်ကိုအနိအထားပြင်လိုက်လျင်သူမကိုလွတ်ထွက်သွားမှလဲဆိုးရသည်မို့နာကျင်မှုကိုအောက်ခံရက ခမရကျွန်တော်လည်းကိုအားပြူဆွဲထားပြီးစင်ကြီးရောကိုခြေခံပြီးတက်လာခဲ့ကျွန်တော်ခမရလည်းကိုတရားကင်ထားမယ်။သူမကစင်ကြီးရောကိုခြေခံတဲ့ရင်ခြေနင်းသည့်နေရာကမြေကြီးခဲတွေပဲ့ထွက်ကခြေချော်လျှော့ကြတိုင်းသူ့လက်ဖြံကို ကြောက်တုံးနှင့်ဆွဲပေါ်လိုက်သလိုဖြစ်ကစူကနေနာကျင်သွားရလျက်နှဖူးမှာပင်ချွေးတွေစုထွက်လာပါသည်။သူမအပေါ်ရောက်သည့်နှင့်သူက သူမဆင်းခဲ့သည့်စင်ကြီးရောအောက်ပိုင်းသို့လှမ်းဆင်းလိုက်သည်။ကိုခေါမင်းရှင်ဘာလို့မလို့လဲ။ ခမားပစ္စည်းကိုယူပေးမလို့လေမယူပါနဲ့တော့ထားလိုက်ပါတော့ခမားဆွဆွဆဆဆင်းယူရလောက်အောင်တံမိုးကြီးတဲ့ပစ္စည်းဆိုတော့ထားခဲ့ရမှာစိတ်မကောင်းစရာပဲလေခမားတောင်ဆင်းသေးတာကျွန်တော်ကဘာလို့မဆင်းရရမှာလဲခုနခမားကိုထားခဲ့ဖို့ပြောတာကလည်းကျွန်တော်မဆင်းချင်လို့ပြောတာမဟုတ်ဘူးမထားခဲ့နိုင်ဘူးလို့ခမားပုံမှန်လင်းလင်းပြောရင်ကျွန်တော်တို့ကားပေါ်မှာယောက်ျားသားနှစ်ယောက်တောင်ပါတာပဲဗျာတယောက်မဟုတ်တယောက်ဆင်းယူပြီးမှာပေါ့ခမားဆွဆင်းသွားစရာမလိုပါဘူး ခေါင်မင်းစကားကြောင့်နွမ်ကအာနာသွားမိပါသည် သူကတော့ခုနနွမ်ဆင်းခဲ့သည့်နေရာကိုသတိဖြင့်ထိန်းကဆင်းသွားသည်ခုမှတရားကြည့်မိရာကြောက်တုံးအစူဝေး၏အောက်ဖက်ပိုင်း၌ကြောက်အနက်ရှိနေတာကိုသတိထားမိသွားသည်နွမ်ချက်သည်စိန်ကနေထသွားကသူ့အတွက်စိုးရိမ်သွားမိရင်လှမ်းအော်သတိပေးလိုက်သည်သတိထားကိုခေါင်မင်းသူကသတိကြီးစွာထားကဆင်းနေပုံရသည် မြေကြီးထဲမှထိုးထွက်နေသည့်ကြောက်တုံးစွန်းတွေကိုလေကားတယ်လုံင်းကဆင်းသွားတာကိုလွမ်းတို့အားလုံးရှင်တထိတ်ထိတ်ဖြင့်ကြည်နေရသည်။ဖျားသခင်ခုနေတစ်ခုခုများဖြစ်ခဲ့လျင်နန်းကဒါလေးတစ်ခုကို မကောက်ဖဲထားခဲ့ဘူးစိတ်မပြတ်နိုင်ခဲ့သော ကိုကိုကိုစိတ်တူသွားမိသည်။လွမ်းတို့အားလုံးရှင်တထိတ်ထိတ်ဖြင့်ကြည်နေစေနိုင်ပင် သူကနောက်ဆုံးပန်ဒိုရာချန်လေးကိုကောက်ယူလိုက်နိုင်သည်။ဟေးရပြီ။ တတ်သားကဝမ်းသာအားရအော်လိုက်သည်သူအပေါ်သို့အနေရကင်းစွာပြန်တက်လာနိုင်တော့မှ နွမ်ကတတ်မှချရသည်ငှက်ကလေးနှစ်ကောင်နှုတ်သီးချင်းတိတ်ကအသေးပုံလေးတန်လန်းကြလျက်သူအသေးပုံအပြားလေးပေါ်မှလက်ဟူရေးသားထားသည့်ချမ်းလေးကို သူကနွမ်လက်ထဲသို့ထည့်ပေးလိုက်သည်နွမ်အကြီးကသူ့လက်ဖြန်စီသို့ရောက်သည်အိုးသွေးတွေပါလား ခေါင်းဆွဆွဲတာအဖြူ၏လက်ဖြန်နာအစားကပွန်ပေဆုပ်ပြန်နေကအတွင်းမှသွေးဆူနေသောပွန်ပေရာကို အတွေ့မှနှွမ်းကစိုးထိတ်သွားရပါသည်။ကုခောင်းမင်းရှင့်လက်က"ဩခိစမရှိပါဘူး။ကြောက်တုံးနဲ့ထိပြီးနည်းနည်းပွန်မိသွားတာပါ။"သူကတော့တိတ်ကြီးမဆိုင်တယ်လို့ခက်အေးအေး။"အိုးဘာလို့ကိစ္စမရှိရမှာလဲ။နှွမ်းတို့မှစီးတစ်တာပါတယ်။ရရပြန်နေစီးပြီးစီးထည့်ရမယ်။"ရပါတယ်ဗျာ။ ဘယ်ရရရမှာလဲမရဘူးလာအခုလောက်ရမယ်သတ်ထားကစေတတာတေးတေးလေးကို ထုတ်ယူလာပေးသည်နွမ်းကသူ့အင်ကြီးလက်ကိုတတောင်စေးအထီးပင့်တင်ပေးလိုက်ပြီး သူ့လက်ဖြန်ကအနာကို အရက်ပြန်နေစေးစေးထည့်ပြီးပလတ်စတာကပ်ပေးလိုက်သည် သူကတော့ခက်အီအီနာကျင်ပုံလဲမရဘာကူမှလည်းမမှုသလိုသူ့ပုံစံကပေါ့ပေါ့ပါပါနိုင်လာသည်စေးထည့်ပြီးတော့တထားကစေးတတာကို ကားထဲမှာသွားပြန်သိမ်းလိုက်သည် နွမ်းကခေါမင်းကို အားနာစွာ ကြည့်မိရင်ကျေးဇူးတင်ပါတယ်ကိုခေါမင်းနွမ်းကြောင့်ရှင်အနာတရားဖြစ်သွားတာစိတ်မကောင်းပါဘူးနွမ်းကလေးလေးနက်နက်ပြောမိသည် သူကတော့သူ့စတိုင်အတိုင်းမထီထီပြုံးစည်းစည်းဖြင့်နွမ်းကိုကြည့်လိုက်ရင် ကိစ္စမရှိပါဘူးဗျာခမရအချစ်ကိုပြန်ယူပေးနိုင်တာဆိုတော့တန်ပါတယ်သူကခက်သက်သက်တစ်ချက်ရေကနွမ်းအရင်ကားစီသို့လျှောက်သွားရင် ကဲခီးဆက်ကြမယ်ဗျို့ ဖလန်းကိုမိုးမချုပ်ခင်ရအောင်ဟူအော်သွားသည်နှံကပြုံးလိုက်မိရင်ကားစီတို့ရှောက်လာခဲ့သည်ခြံတို့ကကားဆက်နှိုးနေပြီကားထွက်သည်နှင့်လေးအီးများကမှန်ချထားသည့်ကားထဲသို့လှိမ့်ကားဝင်လာသည်သို့သောကားထဲမှာတော့လှိုက်လေခင်မင်းရင်းနှီးမှုဖြင့်နှွေးနေပါသည်နှံတို့ကသည်ပေချောက်ထောင်ကျော်အမျက်စီမှတဖန်ပြန်၍နေစင်လာသည်မဏိပူရမြက်စီစင်နေသည့ မနေ့ဘူရာခြိုင်ဝမ်းစီတို့စဉ်းစားပြုပြီးဟုတည်လိုက်သည် မကြမီပင်ရာသီဥတို့ကပူနွေးလာသည်ဒီခြိုင်ဝမ်းကိုကြောမနေ့ဘူရာမြက်ကိုဖြတ်ပြီးပြန်တက်သွားရင် ဖလန်းကိုရောက်ပြီးကိုခေါင်မင်းတိတ်မွေးတော့ဘူးခံတို့ကခေါင်မင်းကိုလှမ်းပြောသည်နှွမ်းကတော့အတွေးတွေဖြင့်ငေးနေမိသည် မကြခင်နှွမ်းတို့မိသားစုတွေ အတူနေခဲ့သည့်နှွမ်းစာတိကြောင်ဟင်းရွာလေးကိုရောက်တော်မူ ရှားသည်ဥရုလိုပဲနွမ်းနှလုံးသားသည်ပူနွေးလိုက်ခုံလာသည်တဖြည်းဖြည်းမဏိပူရာမျက်နှင့်နီးလာခဲ့ပြီးဟောမြေကြီးစီတန်းများလားဟမ်မြမလေးရဲ့ခေါ်တန်းများလားအိုးစိတ်ထင်လို့များလားကွယ်ဟိုမှာငါးကြီးငါးကြီးရအောင်ဖန်ရအောင်ဖန်ရှုတို့တို့မအော်နဲ့လေငါးတွေလက်ပြေးကုန်မှာပေါ့တစ်ချိန်လုံးစီကနွမ်းမြမလေး၏အတန်နွမ်းအတန်တို့ကအာယုံမှလာထင်သည် ဘောရတတာတဲ့တထားကကားရှိသူလမ်းမျောကြည့်လိုက်ရင်ရေရွတ်လိုက်သည်နွမ်းတို့ကားကဘောရတတာထိတ်သူရောက်ခဲ့ပြီးဟော်ဟူမှမနိပူရမြက်နွမ်းတို့ကားသည်ဘောရတတာကိုခက်ဖြီးဖြီးဖြတ်ကျော်မောင်းနှင်နေသည်လွမ်းရသည်မနိပူရမြက်ကျေပြန့်သောလွင်မြင်ကိုဖြတ်တန်းစေစင်းနေသည့်ကြည်လင်စိမ့်လဲနေသောမဏိပူရာသည်ဟိုးအဝေမျက်စိတစုံမှာတော့တောင်နှံအထက်ထက်ကြားသို့စီးဝင်သွားသည် ဆောင်းဖြစ်၍ရေကတိန်ကမြစ်ချမ်းကင်းကျောက်စရစ်ခဲတွေကိုပင် ထွင်းဖောက်၍မြင်နေရသည်ဓာတ်ပုံရချင်းရိုက်လို့ရအောင်တရားဟုဘက်ထိတ်မှရက်ပေးမယ်ထန်တို့ကကားကိုဖြည်းဖြည်းအရှိန်လျှော်၍မောင်းလာပြီးတစ်ဖက်တရားထိတ်မှကားကိုရက်ပေးလိုက်သည်ခေါင်မင်းနှင့်တရားကဓာတ်ပုံဆင်းရိုက်နေသည်နွမ်းကတော့တရားလက်ရန်သားမှသွားရရင်မဏိပူရမြတ်ကိုငုံကြည့်လိုက်သည် မြစ်ကမ်းခြေတဝိုင်းရှိကြောက်တုံးများကြားမှတိုးဖြတ်စီစဉ်သွားသောမြစ်ရည်စည်တံနှင့်အတူ နွမ်းမန်သည်နှင့်မိခင်ငိမ့်တို့တငယ်ချင်း၃ယောက်၏စုညံစီဝေနေသောအတန်ကလေးတွေကိုပါကြားလိုက်ရသလိုထင်မိသည်။ရှူတူတူဒီကြောက်တုံးအောက်မှာငါးတွေအုပ်လိုက်ပဲ။နင်းလှုပ်လိုက်လေလှုပ်လိုက်ငါးတွေထွက်လာအောင်ကြောက်တုံးကိုလှုပ်လိုက်။နင်းပလိုင်ကိုအစ်စ်ပြင်ထားနော်။နွမ်းရည်နိရေဘုံပမာလဲရေဘုံနဲ့ထိမှဖြစ်မယ်လေ။နွမ်းသည် မဏိပူရာမြေကိုငုံကြည့်ရင်မျက်ရည်ရစ်လဲလာသည်မိုးဆိုမျက်ရည်နှဆိုင်၍ရေစီးတန်ကားနောက်ကြည့်လာတတ်သောမြစ်သည် ခုတော့ကြည်လင်နူးညံ့စွာစီစင်းနေသည်မြစ်တို့သည်ပင်အယောင်ပြောင်းတက်မြေနူးညံ့တစ်ခါကြံတန်းတစ်လှည့်ရှိစေနတ်နှလုံးသားမှာတော့မြမလေးကိုတန်တာစိတ်ကမပြောင်းလဲတငယ်ချင်းကိုတန်တာစိတ်ကမပြောင်းလဲနှွက်တငယ်ချင်းတွေကရောပြောင်းလဲခဲ့ပြီလား ဘဝတွေဘလို့ပြောင်းပြောင်းတငယ်ချင်းတွေကိုချစ်စိတ်တန်မိုးထားစိတ်တွေ့တာစိတ်တွေကတော့မပြောင်းလဲဖို့နှွမ်းကားမျောလင်းသည်မဏိဘူရမြစ်ကတော့မြစ်လေ၌ပင်ကြောက်စရဲအစုအဝေးကျင်ကျဲပေါ်လျက်တောင်ထွန်းနေခဲ့သည်အိန္ဒိယနိုင်ငံမဏိဘူရပြည်နယ်မှစီးဆင်းလာသောမြစ်သည်တီးတိမ်တွန်းဆန်နှင့်ဖလန်းမြူနယ်များကိုဖြတ်၍သခိုင်းတိုင်းတွေကို စီးဝင်သွားလိမ့်မည် တောင်အထက်ထက်ကြားမှဆေးထွက်လာသောမြစ်သည်တောင်အထက်ထက်ကြားသို့ပင်ဆက်လက်စီးဆင်းသွားသည်။နှံသည်မြစ်ကိုကျော်ပြီးလျက်ဟူအဝေးခြိုင်ဝမ်းအထက်နားစီကနှံတို့ကြောင်ဟင်းရွာလေးကိုလျှော်ယမ်းမှန်းမြော်ကြည့်လိုက်သည်။ဒီကနေနှံတို့ရွာကိုမမြင်တော့လေရွာကနေလှမ်းကြည့်လျင်တော့မဏိပူရမြစ်ကိုလှမ်းမြင်နိုင်သည်။သွားကြရအောင် ဖလန်းဝင်မိုးချော့မည်ဆိုသဖြင့်ခေါင်းမင်းကလည်းခက်မြန်မြန်ပင်တက်ပုံရိုက်ပြီးကားစီသို့ပြန်လျှောက်သွားနေပြီ။နှံလည်းကားစီသို့ပြန်လျှောက်လာခဲ့သည်။နာရီတစ်ချက်ကြည့်တော့ညနေ3နာရီကျော်ခဲ့ပြီ။ကြနေသည်တောင်ကြားဆိုင်ဝန်းတွေကမဏိပူရာမြေပေါ်သို့ဝင်းဝါဖြာစင်းလာသဖြင့်မြစ်ကပူရွေးလာရသည်။သို့သောနတ်စိတ်ထဲမှာတော့ကြေခွဲခွဲသာဖြစ်လေသည်။နှံတို့ဤကားသည်မဏိပူရာမြေကိုခြံရစ်လျက် ခက်မှန်မှန်မောင်းနှင်လာသည် မကြခင်ဂျိုင်ဝမ်၏အပေါ်ဘက်သို့ပြန်တက်စားပြူပြီးမဏိပူရမြင့်နှင့် ရှစ်မိုင်ဒီပါအကွာအဝေးမှာနွမ်းစာတိကြောင်ဟင်းရွာကိုဖြတ်ရသည်နွမ်းအသက်ဆယ်နှစ်အထိနေခဲ့ဘူးသော ရွာကလေးဖြစ်သည် ခုတော့ရွာမှာအမျိုးအဆွေလည်းမရှိတော့ရွာရှိ လူငယ်တော်တော်များများလည်းနိုင်ငံသားရောက်ကုန်ပြီဟုကြားသိရသည်ကာလန်ပီမှာတရက်ပင်တွင် ဟိုးအမြင့်ကမ်းမနာမှာတော့တင်မောပင်တွေတခုပင်တွေရှိသည်ဟိုးခက်မြင့်မြင့်မှာတော့လူနေအင်ဂျီတချို့ကိုမြင်ရသည် ဖလန်းဤအောက်ဖက်ဂျိုင်ဝမ်အနိမ့်ပိုင်းမှာရှိသဖြင့်ယာဒီဥလူကပူနွေးမြတာက တောင်ပေါ်အမြင့်မှာမပေါက်နိုင်သည့်ပင်တွေလည်းပေါက်ရောက်သည်လေနွမ်းနုငယ်စဉ်ကတရက်သီးလိုင်လိုင်စားခဲ့ရသည့်ကြွားကလေးပေါ်ပီပီရူလန်ဆိုင်ရွာမှာလဲတရက်ပင်တွေရှိပြီးထိုတရက်တီးများကနှွမ်းချောင်းစည်းကို ထောက်ကူပေးခဲ့မှုသည် ်ဟဲမမကြီးဟိုဟာတရက်ပင်တွေမဟုတ်လားတောင်ပေါ်မှာတရက်ပင်လဲပေါက်သလားတထားကအလန်တကြားလှမ်းမိသဖြင့်နွမ်းကပြုံးမိကဒါကတောင်ကြားချိုင်ဝမ်းလေးတထားရဲ့ဖလန်းလိုအယမ်းမအေးဘူးအဲ့ဒါကြောင့်တရက်ပင်ပေါက်တာနွမ်းအဖွားရွာလန်ဆန်ကလည်းဒီလိုပဲတီးချိန်အောင်နာချိုင်ဝမ်းအနေမှာဆိုတော့တရက်ပင်တွေပေါက်တယ်မသိပါဘူးချင်းပြည်နယ်ဆိုတပြည်နယ်လုံးမြင့်ပြီးတပြည်နယ်လုံးအေးသလားလို့ တထားကပခုံးလေးတွန်း၍ပြုံးစီစီပြောပြီးကားအပြင်ဘက်သို့ပြန်ငေးသွားသည်။နေရောင်သည် တဖြည်းဖြည်းဖြော်လာသည်။တောင်နှမ်းတို့သည်ညှို့လာ၏။နောက်ထပ်လေးမိုင်ဆိုဖလန်းရောက်ပြီးထန်တို့ကတောင်အကွေလန်းကို အရှိန်လျှော်၍ချိုးကွေလိုက်သည်။အောင်မင်းကနှံ့ကိုလှမ်းမိသည်။ဖလန်းကပင်လယ်မျက်နှာပြင်အထက်ပေပလောင်မြင့်လေးပြ။9200ပါကုခောင်းမင်းဒါနဲ့ရှင်းလက်ကအနာသက်သားရဲ့လား။ အေးလာရင်တော့နည်းနည်းကြိုက်လိမ့်မယ်။အနာကအပေါ်ယံပိုးယုံပါဗျာကိစ္စမရှိပါဘူး။နှွက်အမေကို ခောင်းမင်းကပေါ့ပေါ့ပါပါတုံ့ပြန်လိုက်သည်။အမြင်ပိုင်းသို့ပြန်ရောက်လာပြီဖြစ်၍ရသည်ဦးတို့ကတိတိတသားပင်အေးလာသည်။နေဝင်ကနေဖြစ်၍ပူအေးသည်ထင်၏။နှွမ်းတို့ကသည်ဖလန်းမြုပ်အဝင်ရှိ အမတ်အသားကမီးကြောက်တိုင်တွေပြီးမှဖြတ်၍မြို့ထဲသို့ဝင်လာသည်။ညာဘက်မှာတော့မှုံပြာရီဝေသောမြို့ကိုကြမှာ တောင်ဆောင်ကြောက်ကပားနှင့်အဝေးတောင်ဆောင်ထက်ကအိမ်ခေါမူလေးတွေကို မြင်နေရသည်စီးစာရောင်သည် တောင်ကပန်းတောင်ဆောင်နှင့်ခြိုင်ဝန်းကြမှာပြန့်ကျဲနေသည့်အိမ်များပေါ်မှာဝင်းဝါနေသည်အေးချမ်းချိန်တက်သည့်မြို့ငယ်ကလေးဤမြင်ကွင်းကနှံ့ကိုညှို့ငင်ခေါ်ယူနေသည်ဒီမျိုးကလေးမှာအခြေချနေထိုင်မှုချင်းမရှိပေမဲ့လေဒီမျိုးကနှွမ်းဘဝနဲ့တဏီတဖုံပတ်သက်မှုရှိသည် အမရေကိုခေါမင်းသွားမဲ့နေရာက မြို့ဝင်နဲ့ပို့နီးတယ်အမတို့သွားမှာကအတွင်းမိုင်းကြတယ်ကိုခေါမင်းကိုအရင်ဝင်ပို့လိုက်မယ်ပို့လေးထန်းတို့ဒါနဲ့နွမ်းတို့ကဗမာတဲခူရမှာလဲအမတို့တဲခူဘောဆလိုင်းပီပီရဲ့မိတ်ဆွေရဲ့အိမ်အလွတ်မှာစီစဉ်ပေးထားတဲ့အမဆလိုင်းပီပီတို့အိမ်မှာကအိမ်သားတွေရှိတော့အမတို့မလွတ်လပ်မှာစိုးလို့ပါခူတဲရမဲ့အိမ်ကအိမ်သားတွေမရှိဘူးအိမ်အလွတ်ကြီးပိတ်ထားတာအိမ်သားတွေအားလုံးကနိုင်ငံခြားရောက်ကုန်ပြီလေ အိမ်တော့ကိုစလိုက်ပီပီစီမှာပဲအပ်ထားတာသူ့ဧည့်သည်တွေလာတိုင်းသူအဲ့ဒီအိမ်မှာပဲထားနေကြပါတဲခုကန်တွေတော့ရှိပေမဲ့အစ်စ်မပြေမှာစိုးလို့ပါအမှန်တော့နွမ်ကတဲခုကန်တစ်ခုခုမှာတဲချီခြင်းပါသည်ခီးစဉ်ဆွဲသည့်အခါဘယ်တဲခုကန်မှာတဲတဲ့သည်ဆိုတာကိုပါတိသွားခြင်းသည်သို့တော့စီစဉ်ပြီးသားဖြစ်၍ကုဆန္ဒကိုမပြောလို့တော့ပါထန်တို့ကကားကို ဟောလီတဲခုကန်ရှိမှဖြတ်၍မောင်းလာသည် အိမ်လိုလိုအဆောက်အုံကိုတဲခိုကန်ပြုတ်လုံထားပုံပဲဖလန်းကိုနှွမ်းငယ်ငယ်ကခဏတဖြုတ်ရောက်ခဲ့ဖို့ပဲမဲ့ဒီတဲခိုကန်ကိုတော့မသိပါတဲခိုကန်ရှိမှာတော့ဖျားရှခိုးကြောင့်အကြီးကြီးကို တွေ့ရသည်ထန်တို့ကဖျားရှခိုးကြောင့်အလွန်ကအိမ်တအိမ်ရှိမှာကားကိုရပ်ပေးလိုက်ရင်အမားတို့ကိုပို့ပြီးခဏနေရင်ကျွန်တော်ထမင်းစားလာခောင်းမယ်နော်ကိုခောင်းမယ်ဒီညစာကျွန်တော်လိုက်ကျွေးပြစီနှွမ်းတို့နဲ့တူလာစားပါကိုခောင်းမယ် ထန်းတို့တခြားလိုင်းမကျွေးနဲ့ရောလေနွမ်းတို့စီပဲခေါ်လာခဲ့အားနာကြရဗျာဟဲဟဲစားမှာပေါ့ခေါင်းမင်းကနွမ်းတို့ကိုလက်ပြနှုတ်ဆက်ပြီးအိမ်ထဲသို့ဝင်သွားသည်နွမ်းတို့ကကလမ်းကျင်းလေးအတိုင်းခက်ဖြည်းဖြည်းဆက်မောင်းလာသည်ထိုခဏမှာနွမ်းတို့ကနောက်မှလက်တပြပြဖြင့်ပြေးလိုက်လာနေသောခေါင်းမင်းကို နောက်ကြည့်မှန်မှတဆင့်မြင်လိုက်ရသည်ဟိုမှာဟိုမှာကိုခေါင်းမင်းပြေးလိုက်လာတာမဟုတ်လားဘိုက်စာလို့အခုတည်းကထမင်းစားဖို့လိုက်ခဲ့မလို့ထင်နေခိခိ တတ်ထား၏ရေမောတန်နှင့်အတူကားကရပ်သွားသည်ခေါမင်းကအမောတကောဖြင့်ကားနာသို့ရောက်လာကထန်တို့ရေပြဿနာပဲဟိဘရီအထိလိုက်ခဲ့ပြီမယ်ဆိုတော့ကျွန်တော်ပေါ်လာကဟာခါကသူ့အမေတော်တော်နေမကောင်းဖြစ်နေလို့လွန်ခဲ့တဲ့တနားရီလောက်ကမှဟာခါကိုတတ်သွားတယ်တဲ့ကျွန်တော်ဖုန်းကိုဆက်ကြည့်တာဆက်သွယ်မှုအေရပြန်မရောက်နေရပြောလို့စာပဲရေးထားခဲ့တာတဲ့သူကတပတ်လောက်ကြာမှဖလန်းကိုပြန်လာလို့ရမှာတဲ့ဗျ သိချင်တာရှိရင်ဒီဖလန်းကစလိုင်းဝန်စားပြောင်ကိုမေးပြီးစလိုင်းဝန်စားပြောင်မိတ်ဆွေအိမ်မှာတဲလိုက်ပါလို့ရေးထားခဲ့တယ်။သူလည်းစလိုင်းဝန်စားပြောင်ကိုအကျိုးအကြောင်းမှာထားခဲ့တယ်တဲ့။စလိုင်းဝန်စားပြောင်ဆိုတာဘယ်သူလဲဗျ။နွမ်ကခက်တဲ့တဲ့ရေမောလိုက်မိသည်။သူနဲ့နွမ်တို့ရေစဲပြတ်သေးပုံမရပါ။စလိုင်းဝန်စားပြောင်ဆိုတာနွမ်တို့ပြောပြောနေတဲ့စလိုင်းပီပီကိုပြောတာလေ။စလိုင်းပီပီဆိုတာကသူစာရင်းရင်သုံးတဲ့နာမည်။စလိုင်းဝန်စားပြောင်ကနာမည်ရင်း ကဲလာကားပေါ်တက်ပါရှင်သွားရမယ့်နေရာနဲ့နှွမ်းထုတ်သွားရမယ့်နေရာအတူတူပါပဲဟာအားနာစရာဗျာကျွန်တော်တိုက်ခုခံပို့ဝေးလေရပါတယ်ဟဲ့ဒါပေမဲ့တိုက်ခုခံမှာတယောက်တည်းဆိုတော့ပြင်းမှာဗျလိုက်ခေတာပဲကောင်းပါတယ်ဗျာဟဲ့ဟဲ့ခေါမင်းကရရမောမောဖြင့်ကားပေါ်တက်လာသည်သူပြန်ပါလာတော့ကားထဲမှာစူညံစီကားလာသည်ဟုပင်ထင်လိုက်ရပါသည်နှွမ်းထုတ်တိုက်ခုရမြင့်အိမ်မှာ တောင်ကပန်းကိုမေးတင်၍စောက်ထားသောအင်္ဂလိပ်လက်ထက်ကားအိမ်ကို ပြန်လည်မုံမှန်ထားပုံရသည့်နှစ်ထပ်အိမ်ဖြစ်သည်ခြံမှာအတော်အတန်ကျဲဝန်းပြီးခြံထဲတွင်ထိရှုပင်တချို့ကိုတွေ့ရသည်အိမ်နောက်ဖက်မှာတော့နှဆိုင်သည့်ကျောက်ဖြစ်ပြီးကျောက်ဤဟူမှာဘက်တောင်ဆောင်ပေါ်ရှိအိမ်ကလေးများကိုလှမ်းမြင်ရသည်ဖွင့်ထားသည့်အိမ်ကလေးများမှတစ်ဆင့်အိမ်ထဲသို့ဝင်လာသောတိမ်ကိုတိမ်ငွေတွေကိုမြင်ရသည်အိမ်တော်တော်များများမှာတကားပိတ်၍သာ နေလေးရှိတော်လဲ ဒီအိမ်တကားတချို့ကိုတော့ခဏတဖြုတ်လေဝင်လေထွက်ကောင်းအောင်ဖွင့်ထားပုံရသည်အိမ်တီရှိသည့်နေနေရာကမြန်မာသဖြင့်မြို့ဤရှုခင်းအတော်များများကိုအပေါ်စီးမှမြင်နေရသည် နေရောင်က ဖြောသက်ထက်ဖြောကတခဏချင်းမှပင်မှောင်ရည်လာသည်မင်္ဂလာပါဆလိုင်းပီပီပါဆလိုင်းပီပီကအေးစေးညင်သာသောအတန်ဖြင့်ပြုံးကနှုတ်ဆက်ကြိုးဆိုသည်ကြည်ကောင်းသောမျက်နှာတွင်ပင်ချို့သောအပြုံးဖြင့် အသက်50ဝန်းကျင်ခန့်ရှိပြီဖြစ်သောဆက်လိုင်း PPE အသွင်ပြင်က နှစ်လုံးဝကြည်လင်အေးချမ်းသည်တစုံတစ်ခုကိုနှစ်ပေါင်းများစွာ အာယုံစူးဆိုင်လိလာစူးစမ်းရသည့်သူတေသည်တွေဟာဒီလိုပဲစိတ်အာယုံတည်ငြိမ်မှုတစ်မျိုးဖြင့်ကြည်လင်နေတတ်သလားဟုနွမ်ကတွေးမိပါသည်နွမ်ပြီးအောင်တော်တော်အရွယ်ရောက်လာပြီပဲပူကြည့်ကောင်းလာတယ်ယုံကြည်မှုရှိတဲ့ပုံမျိုးလဲပေါ်လာတယ်ကျေးဇူးပါဆရာ နွမ်ကပြုံး၍ပြောမိသည်လွန်ခဲ့သည့်10နှစ်ကျော်ကာလချင်းတောင်နှန်းတွေစီကခွဲခါကနေအချိန်တုန်းကဆက်လိုင်းပိပိနှင့်တစ်ချိန်သာဆုံးခဲ့ဘူးတော့လဲလှိုင်လေရင်းနှီးစွာမှတ်မိနေသည်ဖះရရှိကူကြောင့်မှတက်ဒီတို့နွမ်ကိုမွေးစားဖို့ဆူတောင်းဆက်ကပ်ပွဲကျင်းပသည့်နေ့ကနွမ်ကိုပြုံးပြခဲ့သည့်ဆက်လိုင်းပိပိဤအားပေးပြုံးတစ်ချက်ကိုနွမ်မမေ့ပါ သူ့အပြုံးကနွမ်ကိုခွန်အားဖြစ်စေခဲ့ဘူးသည် အဲ့ဒီနောက်၁၀နှစ်ကျော်ကြာမဆုံတွေ့ရတော့တော့လေလွန်ခဲ့သည့်၂နှစ်လောက်ကမှစ၍အင်တာနက်လိုင်းပေါ်မှာပြန်လည်တွေ့ဆုံဖြစ်ခဲ့ရင်းနွမ်းသိခြင်းသမျှချင်းပြည်နယ်နှင့်ပတ်သက်သည့်အကြောင်းအရာတွေကို သူကပြောပြခဲ့ပါသည်ခဏတစ်ဖြုန်နားနေဝစားလဲပြီးရင် ထမင်းစားကြတာပေါ့ထမင်းစားဖို့လည်းအစင်သင့်ပြင်ထားပြီးပြီဆရာရော အတူစားမယ်မဟုတ်လားဆရာကအစိုးကြီးကလေးကစားပြီးသွားပြီဆွေးရခဏ ။ဆလိုင်းပီပီကအိမ်နောက်တနေရာမှာရက်နေတော့မင်းကလေးတယောက်ကိုလှမ်းခေါ်လိုက်သည်။သူ့နာမည်ကဆွီးတဲ့ဆရာတူမာလေးပဲ။ထမင်းစားဖို့ရောလိုအပ်တာတွေရော သူပြင်ဆင်ပေးလိုက်မယ်။လူရာရှိရင်ပြောလိုက်နော်။ဟုတ်ကဲ့ဆရာ။နွမ်းကစကားပြောရင်ခေါမင်းပမာပါလိန်ဟုဝေဝဲ၍ကြည်လိုက်သည်။ခေါမင်းကခြံထဲကထင်းရှုပင်တွေနာမှာရက်၍ဖလန်းမြို့မြင်ကွင်းကိုတပ်ပေါ်လှမ်းရိုက်နေသည်ဆလိုက်ပီပီကပါခေါမင်းကိုတစ်ချက်လှမ်းကြည့်ရင် ခုတ်ကလေးကဆရာတပည့်တယောက်ရဲ့မိဆွေပဲသူ့မိဆွေကိုကူညီပေးဖို့အကူအညီတောင်းထားလို့သူ့ကိုအပေါ်ထက်မှာတဲဖို့ခွင့်ပြုလိုက်ရင်နွမ်ပြီးတော့အဆင်ပြေမလားပြေပါရဲ့ဆရာနွမ်တို့နဲ့လည်းခင်ပါတယ်လမ်းမှာနွမ်တို့ကိုကူညီလာတာတွေလည်းရှိပါတယ်အိမ်ကလည်းကျေသားပဲအပေါ်ထက်အောက်ထက်နေလို့ဘာပြဿနာမှမရှိပါဘူးဒါဆိုအဆင်ပြေတာပေါ့ကဲအေးစေနာပြီးထမင်းစားလိုက်ကြအောင်ပေါ့ညကြမှဆရာပြန်လာခဲ့မယ်ခီးစဉ်လမ်းကြောင်းဆွဲတဲ့နေရာတွေပါတဲ့မြေပုံကကွန်ပျူတာထဲမှာ ကွန်ပျူတာပြန်ယူလိုက်အောင်မယ်။ညကနွမ်ပြီးရဲ့ဒဒီနဲ့တောင်လိုင်းပေါ်မှာတွေ့လို့စကားပြောပြလိုက်သေးတယ်။သူက နွမ်ပြီးကိုတော်တော်ယုံကြည်အားထားတယ်နော်။ယုံကြည်ခံရတယ်ဆိုတာအချစ်ခံရတာထက်တောင်တတ်မှုကြီးတယ်ဗျ။ကျုံကြည်မှုရောအချစ်ကိုရထားတော့အတိုင်းထက်လုံပေါ့ဗျာနွမ်ပြီးကံကောင်းပါလေဆက်လိုက်ပြပီကနွမ်တို့ကိုနှုတ်ဆက်ပြီးအိမ်ပြန်ထွက်သွားကခေါင်းမင်းနှင့်စကားရက်ပြောပြီးမှသူ့အိမ်ဘက်သို့ပြန်သွားသည်ဆွေကနွမ်တို့နားသို့လျှောက်လာက အမနွန်တို့ရေချိုးရင်ချိုးလို့ရပါတယ်ရေပူရပါတယ်ရေချိုးပြီးထမင်းစားလို့ရအောင်ဆွေးပြင်ထားလိုက်မယ်ကလုံးဝေးဆွေးအာငါကိုနွန်ကဖလန်းချင်းစကားဖြင့်ကျေးဇူးတင်ပါတယ်ဟုပြောတော့ဆွေးကအပြုံးလေးဖြင့်ရပါတယ်ဟုပြောပြီးဖွင့်ထားသောပြတင်းပေါက်တွေကိုလိုက်ပိတ်နေလေသည်